okay အဲ့ဒါဆိုဇာကနာမည်ကတော့ the verse of the dead ဆိုတဲ့ဇာကပဲဖြစ်ပါတယ်ကြေရထဲမှာရေမရှိလို့ရေထဲဖို့လိုက်လာတော့ပေါ်ပွဲဆူနေတဲ့ရေနွေးအိုးထဲကိုသူ့မိအားကိုဘာသာကိုမျက်နှာနှိပ်ပြီးသတ်တည်လိုက်ပါတယ်သူတို့ ကျွန်တော်အာမခံနေတာကတော့ဒီစကားကတော်တော်လေးကိုကြောက်ဖို့ကောင်းပြီးကျန်တဲ့ထဲမှာပါပါတယ်။တရေကကြိုက်တဲ့လူတွေအတွက်တော့တော်တော်လေးကိုအကြိုက်တွေ့စေမဲ့ဇာတ်တကလိုပဲပြောချင်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ရဲ့ Global Movie Distribution ရာနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီတစ်ခါမှာတော့ကျွန်တော်တကယ်ကိုကြောက်ဖို့ကောင်းတဲ့အင်ဒိုနီးရှားတရေကတကကိုကျွန်တော် review လုပ်ပေးပါမယ်။ကျွန်တော်ကတော့အဲ့ဒီဇာတ်ကိုရုံတင်နှုန်းကကြည့်ဖူးလိုက်တာပါ။ အပူပြောတယ်လို့လုံးဝမထင်ပါနဲ့အဲ့ဒီဇာကကြီးတုံးကဆိုရင်တယုံလုံးကိုတောင်းတောင်းညာအောင်ထိလမ်းနေရတာပါဒီတရေကားကတော့ကျွန်တော်ကြီးမှုတဲ့တရေကားတွေထဲမှာတော်တော်လေးကိုကြောက်ဖို့ကောင်းတဲ့ထဲမှာပါပါတယ် okay အဲ့ဒါဆိုဇာကနာမည်ကတော့ the wash of the dead ဆိုတဲ့ဇာကပဲဖြစ်ပါတယ်ဒီဇာကကိုတော့အင်ဒိုနီးရှားနိုင်ငံကနေ2023ခုနှစ်မှာထုတ်လွှင့်ထားတဲ့ horror thriller ဇာကအမျိုးဇာပဲဖြစ်ပါတယ် imdb ဆိုလဲ5.9ရရှိထားတာဆိုတော့တရေကားတွေထဲမှာလုံးဝမကောင်းပါဘူးစိတ်ဝင်စရာမလိုပါဘူး ကျွန်တော်ကတော့အင်ဒိုနီးရှားဇာကားတွေကိုတိတ်မကြည့်ဖြစ်ဘူးဆိုတော့ဒီဇာကားမှာပါတဲ့ cast တွေကဝိုင်းတယောက်ဆောင်တွေလားကျွန်တော်မသိပေမဲ့တော်တော်လေးကိုပြပြအောင်တယောက်ဆောင်ထားကြတာပါ ဇကားထဲမှာသူတို့ပါဝင်ထားတဲ့ကာရီတာတွေအတိုင်းပြောစရာမလိုလောက်အောင်ကိုပြီးပြင်းပြင်းတယောဆောင်ထားကြပါတယ်ဇလန်းကလည်းကောင်းတော့ကြောက်ခုလည်းကောင်းတယ်လို့တရေဇကားတွေထဲမှာတော့လုံးဝကို share ပါ okay အဲ့ဒါဆိုကျွန်တော်တို့ရှည်ရှည်ဝေးပြောမနေပဲ cast တွေအကြောင်းကိုပြောလိုက်ရအောင်ဒီဇကားမှာပါဝင်ထားတဲ့ cast တွေကတော့ Tiskira နားမြားကတော့ Nadia ဆိုတဲ့ကာရီတာနဲ့တယောဆောင်ထားပြီးတော့ Wafta Siphon ကတော့ Nadia ရဲ့အကူနီယာကနေ Yoga ဆိုတဲ့ကာရီတာနဲ့တယောဆောင်ထားပါတယ်ပြီးရင် Tuku Rifnu Wakana ကတော့ Nadia နဲ့ ဲ့ယောဂတို့ရဲ့အဖေညာကနေတရုတ်ဆောင်ထားပါတယ်ဒီဇကားထဲမှာသူတို့ရဲ့တရုတ်ဆောင်ချက်တွေလည်းတော်တော်လေးကိုမှအသက်ဝင်ပါတယ်တရေဇကားဆိုတဲ့အတိုင်းလုံးဝကိုကြောက်ဖို့ကောင်းအောင်တရုတ်ဆောင်ထားကြတာပါ ကျွန်တော်အရင်ကသူတို့ဇာကားတွေကိုမကြည့်ဘူးပဲမဲ့ဒီဇာကားမှာတော့ကျွန်တော်တော်တော်လေးကိုမှကြိုက်ပါတယ်သူတို့ရဲ့တယောက်ဆောင်ချက်စီလဲတော်တော်လေးကိုမှပြီးပြင်ပါတယ်အဲ့ဒါဆိုကျွန်တော်တို့ဇာလန်းပုံစံလေးကိုပြောလိုက်ရအောင်ဇာလန်းအစမှာတော့နာဒီယာတို့အမေဟာတခါထာလုံးမှာအနာတွေပေါက်ပြီးတော်တော်လေးကိုနေမကောင်းဖြစ်နေပါတယ်နှစ်တကူအချိုနေ့ရောက်တော့နာဒီယာကသူ့အမေကိုဆံပြုတ်ကျွေးပြီးဇာကားပြောနေကြတော့သူ့အမေကသွေးတွေအံပြီးယောဂအခြေအနေတော်တော်လေးကိုဆိုးလာခဲ့ပါတယ်အဲ့ဒါနဲ့နာဒီယာကသူ့အဖေနဲ့အကူကိုလှမ်းအော်လိုက်ပါတယ်သူ့အဖေနဲ့အကူရောက်တော့သူ့အဖေကဆေးတိုက်ဖို့ဆေး ယုံပို့ဖို့မပြင်ပဲသူတို့အိမ်ကအခန်းတစ်ခန်းနဲ့ဝင်သွားပြီးကျေးဇူးပြုပြီးသူဝင်မအောင်နာကျင်အောင်မလုပ်ပါနဲ့ဆိုပြီးပဲဆူတောင်းနေခဲ့ပါတယ်။ နာဒီယာရဲ့အဖိုးဖြစ်သူယောဂါကတော့သူ့အဖေကိုနားမလည်နိုင်ပဲတော်တော်လေးကိုစိတ်မကောင်းဖြစ်ပြီးရာကြည်နေခဲ့ရပါတယ်။ညဖက်ရောက်တော့နာဒီယာတို့အမေဟာသူ့ယောဂါလုံးဝပြောင်းသွားသလိုပုံစံနဲ့နာဒီယာတို့မိသားစုကိုထမင်းဝိုင်းပြင်ပေးထားပြီးနာဒီယာတို့ကိုထမင်းစားဖို့ခေါ်လိုက်ပါတယ်။အဲ့ဒါနဲ့နာဒီယာတို့မိသားစုလည်းသူ့အမေယောဂါလုံးဝသက်သာသွားပြီဆိုပြီးပျော်ပျော်ရွှင်ရွှင်ထမင်းစားနေကြတော့မှပဲသူ့အမေကမိဖို့ကြောင့်ကိုထားသွားခဲ့ပါတယ်။အဲ့ဒါနဲ့နာဒီယာကရေကြရထဲမှာရေမရှိလို့ရေထည့်ဖို့လိုက်လာတော့ပေါ်ပွဲဆူနေတဲ့ရေနွေးအိုးထဲကိုသူ့အမေကကို့ဘာသာကိုမျက်နှာနှိပ်ပြီးတ တည်လိုက်ပါတယ်သူတို့ဆေးရုံကိုအချိန်မီပို့ဖို့ပြင်ဆင်ကြပေမဲ့သူ့မိသက်ကိုတော့မမီလိုက်တော့ပါဘူးကျွန်တော်ကတော့တရေကဆိုတော့ဇာလန်းပုံစံကိုဒီလပဲပြောလိုက်ပါတော့မယ်အဲ့ဒါမှခင်ဗျားတို့ကြည့်တဲ့အခါဇာလန်းကိုပေါ်မသွားပဲကြည့်ရမှာပါအဲ့ဒါဆိုသူတို့မိကဘာအကြောင်းအကြောင်းအဲ့လိုဖြေပြက်သွားတာလဲသူ့ဖေကရောသူတို့မသိအောင်ဘယ်လိုရှိုးဝှက်ချက်တွေကိုလုပ်ထားတာလဲသူ့ဖေဝင်ပြီးဆူတောင်းတဲ့သူတို့အိမ်ကအခန်းကရောဘယ်လိုအခန်းလဲဆိုတာကိုသိချင်ရင်တော့ဒီစကောင်းကိုအဆုံးအထိဆက်ကြည့်လိုက်ကြပါဦးနော် ကျွန်တော်အာမခံနိုင်တာကတော့ဒီစကားကတော်တော်လေးကိုကြောက်ဖို့ကောင်းပြီကျန်တဲ့ထဲမှာပါပါတယ်တရေကကြိုက်တဲ့လူတွေအတွက်တော့တော်တော်လေးကိုအကြိုက်တွေ့စေမဲ့ဇာကတကလိုပဲပြောချင်ပါတယ်ကျွန်တော်ပြောတာကိုယုံကြည်ကြည်နဲ့ဆက်ကြည့်လိုက်ကြပါလုံးဝနောင်တမရစေရဘူးလို့ကျွန်တော်ကတော့အာမခံပါတယ်အဲ့ဒါဆိုကျွန်တော်ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်တို့နောက်ဗီဒီယိုမှာနောက်ထပ်ဇာတ်လမ်းကောင်းတွေနဲ့ပြန်ဆုံကြပါမယ်